တို့တို့ဈေးမြန်မြန်ရောင်းချင်တယ်ဆိုရင်လူတွေအကြောင်းအသိမှရမယ်လူတွေအကြောင်းအသိမှရမယ်ကိုယ့်ရဲ့ customer အကြောင်းတွေကိုသိမှရမယ်ဒီ customer မတူညီတဲ့ customer ရဲ့သဘောတရားတွေပေါ့နော် consumer direct consumer တွေဟဲ့လားကိုသုံးဖို့အတွက်ဟဲ့လားကိုသုံးဆွဲဖို့အတွက်အသုံးပြုတဲ့ consumer market နဲ့ဟဲ့လား organization နဲ့ market ဆိုပြီးတော့နှစ်ခုရှိတဲ့နေရာမှာဒီဈေးကွက်နှစ်ခုရဲ့မတူညီတဲ့ characteristic လေးတွေကိုကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်ဘာလို့ကျွန်တော်ဒီ module ကိုလေ့လာတင်တာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့က ဟလာဈေးရောက်တဲ့အခါမှာဟလာ sales sales plan ကြီးဆွဲတဲ့အခါမှာဆိုရင် ကိုသွားရောက်နေတဲ့ကိုကိုဝင်ကျင်တဲ့ဈေးကွက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကမတူညီတဲ့ strategy တွေဆွဲရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ module ကိုကျွန်တော်တို့ဒီ sales strategy အတန်းမှာဆိုရင်ထည့်ထားတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီ module မှာဘာလေ့လာကြမလဲဆိုရင် အဲ့ဒါဈေးကွက်နှစ်ခုဖြစ်တဲ့ consumer market နဲ့ organization နဲ့ market နှစ်ခုကြားမှာဒီဒီဈေးကွက်နှစ်ခုရဲ့မတူညီတဲ့အချက်လေးတွေကိုကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ်။ token loan နဲ့ token နဲ့ဆိုရင်ဘယ်ဟာဒီအရင်ဆုံးဖြစ်တင်ပါလဲ။ကျွန်တော်တို့တကယ်တမ်းဈေးကွက်ထဲမှာဘယ်လိုဖြစ်နေလို့ဆိုတော့ဆိုရင်တော့ကျွန်တော်တို့ token ကိုအရင်ဆုံးကျွန်တော်တို့ဖန်တီးပြီးတဲ့အခါကျတော့မှအဲ့ token နဲ့တည့်မဲ့ token loan ကိုလိုက်ရှာတဲ့ပုံစံမျိုးတွေလုပ်နေတာတွေ့ရပါတယ်။ဆိုလိုတာကတော့ကျွန်တော်တို့ စကူစကူတွေမှာအဆင်ပြေမယ်ထင်တဲ့ဈေးကွက်ကတိုက်နှစ်တက်မယ်ထင်တဲ့ product တခုကိုကျွန်တော်ကထုတ်လိုက်ပြီးတဲ့ခါကျတော့မှအဲ့ product နဲ့ကိုက်ညီမဲ့ market ကိုလိုက်ပြီးရရှာတာအဲ့ market အဲ့ကိုထုတ်တတ်တဲ့ product နဲ့ကိုက်ညီမဲ့ဝယ်သူကိုလိုက်ရှာတဲ့ပုံစံမျိုးတွေလုပ်နေတာမျိုးကိုတွေ့ရပါတယ်ဆိုတော့ဒီလိုလုပ်ရက်ကတကယ်တမ်းကျရင်ကျွန်တော်တို့အချိန်ပိုကုန်ပါတယ်ပိုပြီးလဲပင်ပန်းပါတယ်ပိုပြီးတော့အာယုံစိုက်ထုတ်ကြတဲ့အချိန်ကြီးပိုများတတ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်တော့ ကိုယ်ဇီးကွက်အကြောင်းကိုအရင်ဆုံးနားလည်အောင်လုပ်ပြီးတဲ့အခါကျတော့မှအဲ့ဇီးကွက်ကလိုနေတဲ့လိုအပ်ချက်တွေဟာသူတို့ရှိမှရှိနေတဲ့အခက်အခဲ solution တွေကိုဖြည့်ဆည်းနိုင်ဖို့အတွက် solution ထုတ်ပေးတာ product ထုတ်ပေးတာကမှပို့ပြီးတော့မှန်ကန်တဲ့ဟလာလုပ်ရဖြစ်မှာဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခုကတော့ကျွန်တော် customer back အခြံကိုပြန်ကြည့်မယ်ဆိုရင် if you don't know me you can sell me သူတို့ကမင်းကောင်မသိဘဲနဲ့တော့ငါ့ကိုရောင်းလို့မရဘူးပေါ့ if you don't understand me you can persuade me ငါ့ကိုနားမလည်ဘဲနဲ့တော့ ငောက်ဆဲဆောင်လို့ရမှာမဟုတ်ဘူး I don't care you until I know you care me ဒီလိုပါပဲကျွန်တော်ကကိုယ့်ကို give you site တယ်လို့စိတ်ထဲမှာမထင်မချင်းအဲ့လူကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ give you site လေးမရှိပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ကဝယ်သူအနေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်လေဝယ်သူတွေကဒီဒီ brand ကတော့ဒီစီးပွားရေးကတော့ဟုတ်လားငါ့ကိုဒီအယောင်သမားကတော့ငါ့ကိုနားလဲပါတယ်ဆိုတော့ခံစားချက်ရပြီးတော့မှသာလင်သူတို့ကကျွန်တော်တို့ကိုပြန်ပြီးတော့ ဟုတ်လားပြန်ခရူးဆိုင်ပြီးတော့ကျွန်တော်တို့ရောင်းတဲ့ပစ္စည်းတွေကိုလူလည်းဘူနဲ့ဝယ်ယူကြမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီသင်ငန်းစာမှာဆိုရင်ကျွန်တော်တို့ဈေးကွက်တွေအကြောင်းကိုအဓိကထားပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်။